ားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူလင်းလင်းရေးသားတဲ့တခိုးမားလို့အမည်ရတဲ့ဝိထုတော်လေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတက်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာတခိုးမားထိုအခါကတရင်ကျွတ်လာကျောင်းနေယုံနေပိတ်သည်ဖြင့်ခရီးသားတွေပေါ်များသောအခါပင်ဖြစ်သည်ပတိန်ကရန်ကုန်ကိုခုတ်သည့်မိရထားတခုသောဒုတိယတွင်၌ခင်တိန်သည် တောင်းတထောင်တွင် ခက်ကြုံကြုံကနေထိုင်လျက်လိုက်ခဲ့လေ၏ အချိန်ကမိုးကျုပ်စပြုတ်ပြီးဖြစ်သည်ဖြင့်ယာဒီမာလည်းမိုးမပြောင်း၍စောင်းတို့လှမ်းကအေးစပြုတ်ပြီးဖြစ်သည်ဖြင့်ခင်သိန်းဒီပိုးလွယ်ကလေးတန်းမှဂဒီပါဆောင်အစိမ့်ကလေးကို ထုတ်ခါကတင်းတင်းကလေးရှုံလျက်ယထာပြတင်းပေါင်းမှဦးကောင်းပြူကထွေရာတွေ့တော်ငေမော်ရင်လိုက်ခဲ့လေ၏ခင်သိန်းဒီလူကချမ်းနေတော်လဲစိတ်ကမအေးချမ်းချေအကြောင်းတော့ ခင်သိန်းစီသောထိုဒုတိယတွဲ၌ခင်သိန်းရဲ့ပြင်အခြားလူစိမ့်တယောက်ပါကြည့်လျက်ရှိခြင်းကြောင့်ဖြစ်လေ၏ထိုအခါကမှောင်စားပြုတ်ပြီးဖြစ်သည်ဖြင့်မိးတွေပွင့်လာခဲ့လေပြီထို့ကြောင့်ယခင်ကဟဲရန်ကုန်ရောက်မှလည်းအစောသားပဲနို့ပြီဒီလူပုံကြည့်ရတာဟာလေဒီလောက်တယမ်းမဲ့ပုံမရပါဘူးရုတ်တရက်တော့အင်းမရဲလောက်ပါဘူးဟုအကြောင်းပြောက်တည်ရန် ြံထားသောအကြံတို့သည်တပြေးပြေးပြောက်လွင်ကတထင်ထင်စိုးရင်သာပြူလာလေ၏အချိန်ကလည်းညင့်တွေးရဒီမှာလည်းနှစ်ယောက်တည်းအီယထာကလေးကလည်းအလွန်ချင်းမြောင်အလွန်တရာမှကြောက်စရာစိုးရင်စရာတွေများလှပါကလားငါကငါရှောသည်လှသည်ဟုမဆိုလိုခြင်းတို့တော့ငါဤအသားသည်ကြွေလိုနုပြီးခယူသိန်းလိုဖြူဝင်းကမှဲ့တပြောက်မစွန်းသည်ကိုငါသိပါ၏။ကွန်ရင်းကမေစီကငါကိုအလှဆုံးဟုပြော၏ ပြီကမမဆိုင်ကအရင်ဆုံးဟုပြော၏ထထကပါးကလေးတွေကိုကြိုက်ရှင်သည်ဟုပြော၏ကြောကြောကလည်းငါ့ကိုအမြဲထွေးပတ်၍သာထားရှင်သည်ဟုပြော၏ရင်းကဲ့သို့မိမရှင်းနေတော့ပွေ့ခြင်းပိုက်ခြင်းကြိုက်ရှင်ခဲခြင်းသည့်ငါအားဒင်းလိုတောတာတောတာပန်လည်းမဟုတ်နွားလည်းမဟုတ်သည့်လူသည် အတွေ့ကိုချောင်၍အမောင်ကိုကွင်းကငါအားချမ်းသာပေးနိုင်မှာဤလော့ မကြောင်မဲအတင်းဗလက်ကာယပြုလည်ရင်တနာကမနှင့်တာနာလှပါသောထိုသူဤတံမာသောလမောင်းများနှင့်ငါဤအသွေးပြောင်းသော ကိုယ်ကလေးကိုထွေးပိုက်ကာသူဤကျေပြန့်သောရေငွေပင်သို့တွတ်သွင်းခြင်းကိုငါသည် အတင်းကံ၍ညင်းဆန်နိုင်ပြီလားဟု လာအမျိုးမျိုးထုတ်ကာခင်းသိမ့်သည် မိမိကိုယ်ကိုမေးမြန်းစစ်ဆေးရင်းအသေးရစရာတွေကိုတွေး၍လိုက်ခဲ့လေ၏ တခါတခါဇောက်အုပ်၍မရသောမြင်းပမာထင်ရဆိုင်တတ်သောမျက်လုံးများသည်တစ်ချက်တစ်ချက်အလစ်တွင် ကြည်စရာရှိရာဘက်သို့ဝဲကာပြန်ကာနားသဖြင့်ခင်သိန်းသည်အတော်ပင်ထိမ့်သိမ့်ရရှာလေ၏သို့တော်တခါမူကားတခိုးတဝက်အချက်တွင်မိလျက်နေသဖြင့်မျက်လုံးချင်းညိကာနှစ်ယောက်သားခစိမ့်သိမ့်ကလေးကြည်ရာမှခမိန်မိန်ကလေးဖြစ်သွားပြန်လေ၏တဝါကခင်သိန်းသည်ဖြက်ခနဲမျက်နာကိုလွှဲကာဂရီပါဆောင်ကလေးကိုတင်းတဲ့တဲ့တင်းအောင်ရှုံလျက် ယထာပြတင်းပေါင်းမှာကိုတလုံးထွက်ကြလို့မတက်ကိုကိုထုတ်မိကလိုက်ခဲ့လေ၏အပြင်ဘက်၌အေးမြဆူးချသောလေသည်တဝီဝီတိုက်ခတ်လျက်စံသာကလေးများကိုကစားလျက်ရှိလေ၏တယုံယုံတကြက်ကြက်နှင့်အဆက်မပြတ်ကြားရသောမိရထားခုံမောင်းတန်လို ခင်သိန်း၏ရင်တွင်၌လည်းခုံမောင်းလျက်ရှိလေ၏ အတန်ကြာလျင်လေပြင်းကလေးတစ်ချက်တိုက်လျက်မျက်လုံးထဲ၌ဝင်းငနေဖြစ်သွားပြီးမိခဲလိုထိုးလိုက်သည်ဖြင့်ပူဆက်ဆက်ကြီးဖြစ်သွားသည်ဖြင့်လန့်ကားအမလေးဟူအော်မိလျက်လက်နှစ်ဖက်နှင့်မျက်လုံးများကိုဇုံပိတ်၍ထားလေ၏တဖန်ဘာဖြစ်တာပါလဲဟူမျက်လုံးများကို အတင်းကြိုးစား၍ဖွင့်တော်လဲမဖွင့်နိုင်ပဲမခံရက်နိုင်အောင်ပူဆက်ကမျက်ရည်ဘူးတွေသာတွေ့တွေ့ကြစည်းနေလေ၏ ထိုအခိုက်တွင်ယောက်ျားပြိုသည် အနီးသို့ရောက်လာလေ၏ဟာမှန်းသမ်းပါဦးဘယ်နဲ့ဖြစ်ရတာလဲဟု ပြောပြောဆိုဆို မျက်လုံးများကိုအုပ်ထားသောခင်သိန်း၏ဝါကုန်းဘိုင်းတော်ကလေးနှင့် တူသော လက်ချောင်းကလေးများကိုစုပ်ကင်ကခွာ၍ယူလျာဒုက္ခတဲတွင်ဖြစ်တော်လဲအနာဂတ်မကင်းသူခင်သိန်းမှာလျှက်စစ်တက်အထီသူပါမှာဂမန်းကဒန်းနှင့်ငန်းဖန်းတလူဖြစ်သွားလျက်အိုးအိုးကိစ္စမရှိပါဘူးဟု တုံတုံရင်ရင်နဲ့မပြိတပြိပြန်၍ပြောလေ၏ ိုးဘဲနဲ့ကိစ္စမရှိရမလဲမျက်စီပြမျက်စီအင်မတန်အရေးကြီးတယ်ဟိုအလွန်အရေးပါတော့အတန်ဖြင့်ပြောကခင်သိဤမျက်လုံးများကိုဖြဲ၍ကြည့်လိုက်ပြီအိုးပြတွေပြတွေမိရထားကကြောင်မီးတွေးရဲ့ပြတွေပဲအပြင်ထွက်နေရတာကိုဟုအပြစ်တင်တယ်လို့စုံမကျင်တယ်လို့အတန်မျိုးဖြင့်တဖန်ပြန်၍ပြောရာ ခင်သိဤပါနှစ်ဖက်လက်နှင့်ညှက်လျင် ညနေချင်းကတ်လည်းရဲ့တဖူးဖူးနဲ့မျက်လုံးထဲမှပြာများကိုမှုတ်ထုတ်လေ၏ခင်သိမ်းမှာကငြင်းလဲမငြင်းဆန်နိုင်ဘာတွေပြုလုပ်သည်ဟုလဲတတိမထားနိုင်ပဲရှိလေ၏အေးဘယ်နဲ့နေသေးတယ်ဟုမေးတော်လဲမပြောတတ်ပါချေထို့ကြောင့်ကိုင်းဒါဖြင့်လာလာထဟုပကုံးကလေးကိုဖက်၍ခေါ်ပြန်သောအခါလဲအဘယ်အတွက်မသိမငြင်းဆန်ပဲထ၍လိုက်ပါသွားမိလေ၏ အတန်ကြာလျင်နှစ်ယောက်သာတင်မချင်းရှင်လျဲ့ကျင်းမြောင်းသောတကားတစ်ခုနရဲ့ရွေနေချောင်းကိုတတိထားမိမှမိမိအားအိန္ဒာခမ်းထဲသို့ခေါ်လျက်ရှိနေသည်ကိုတတိရလေ၏ထိုအခါထိတ်ခနဲ့လန့်ကအလိုဟဲ့မလိုက်ချင်ဘူးနေပစိတွေတော့ဟိုပြောလျက်အနောက်ကိုရှားကနေလှဲ့၍ပြေးတော်လဲရုတ်တရက်တာမတော်လက်မောင်းဖြင့်လှမ်းကဖမ်း၍တိမ့်လိုက်တော့ကြောင့်ယောက်ျားပြို့၏ရင်ဝင်ထဲမှာပြန်၍ရောက်ကား ရင်ထဲ၌လည်းတဒိန်ဒိန်နှင့်ဒိန်တလိန်နှက်ပူး၍နေပြန်လေသည်ဘာတော်မကြောက်ပါနဲ့အာဘဲနဲ့မလောက်ပါဘူးဒီမှာမင်းမျက်နှာဆေးရမယ်ဟုမျက်နှာတည့်ရန်ကြွယ်ွက်ကြီးကိုညွန်ပြခါပြောတဲ့ဖြင့်ခင်သိန်းသည်ဘာမှမပြောဘဲငြိမ်နေလေ၏ထို့နောက်ကြွယ်ွက်ကြီးတဲ့သို့ရေတွေဖွင့်တဲ့ကမျက်လုံးတွေကိုဆေးပြီမျက်လုံးတွေကို ရေထဲမှာဖွင့်ကြည့်ပိတ်ကြည့်ပြုစေ၏ ို့နောက်အတန်ကြာလျင်ကောင်းကောင်းကြီးတက်တာသွားလျက်နှစ်ယောက်သားထွက်လာကာချင်း၍ထိုင်ကြလေ၏တို့တော်ခင်သိန်းသည်ချင်း၍နေမိမန်းကိုတတိမထားမိပေမျက်နာတော့ရန်ပေးသောပိုးလက်ကင်ဘွားလေးနှင့်မျက်နာတဝက်ကိုတုတ်အုပ်ခါအခွင့်အသက်များကြံသောရေမွေးနှံကိုချူချရင်ယောက်ျားပြို့၏မျက်နာကိုအကဲခတ်၍နေလေ၏ယောက်ျားပြို့လည်းကြောင်းကြသောအမူအရာဖြင့်ကြည့်နေလေ၏ဟေးဘယ်နဲ့နေသေးတယ်လဲဟင်းကိစ္စမရှိပါဘူးပျောက်သွားပါပြီ အဲတကယ်တည်းလေကျုပ်ဖြင့်မျက်စီတော့အတော်ဒုက္ခရောက်ပြီလို့အတော်ကိုစောင့်ရင်လိုက်မိတယ်ဗျဟုတ်ကျေးဇူးတင်ပါတယ်အိုးကျေးဇူးတင်ဖို့မလိုပါဘူးဒါတွေကြည့်ချွတင်တဲ့ဝတရားပါဩဒါနဲ့နာမည်ကဘယ်နဲ့ခေါ်တယ်လဲဟုတ်ခင်သေးဤနဲ့ရှင်းနံမီကောလုံးမအောင်နဲ့ဒါနဲ့ဗမာနေတယ်လေဟုတ်ရန်ကုန်မှာရှင်ကောကျုပ်လည်းရန်ကုန်မှာပဲဗျာ လောမောင်စတိုးဆိုတာမသိဘူးလားဩလမ်းမတော်ကလောမောင်စတိုးဆိုတာလားဩအတိသားပဲထို့နောက်နှစ်ယောက်စလုံးစကားပြက်ကတိတ်ဆိတ်နေကြ၏ခင်သိန်းဒီမကြမီကတွေးခဲ့ပွေခဲ့သည့်အငွေသက်သည်ဆွေမြဲသောရင်မွေးနှက်ပမာကောင်းစွာကိုမမကွာသေးသဖြင့်အေးရင်မဝသေးတော်သူသည်ဆက်လက်အိတ်ချင်းကိုတောင်းတသည့်အလားရှားနာသောချင်းချင်းသည်လည်းရင်ခွင်၌ထူးဆန်းစွာပေါ်လာတိုင်းကြက်သိမ်းထားလျက်ရှိလေ၏ လုံးမောင်မှလည်းခင်သိင်းဤမှာရှင်နေရသည့်ထူးမြတ်သည့်စည်းစိမ်ကိုမလွတ်နိုင်။တန်လိုက်တဲ့ဆွဲငင်ထားသည့်ဘမခွာလဲမခွာနိုင်။ခွဲလဲမခွဲနိုင်ဖြစ်လျက်စင်ကြံကြံသည့်ဘမတခုသောထောင်းကိုစိုက်ကြည့်ရတာနေလေ။ထို့နောက်တစုံတရာကိုပြုတ်လို့ရန်စိတ်ပိုင်းဖြတ်လိုက်သည့်ဘမဟင်းငနဲ့တပြင်းချကလှဲ့၍ကြည်လိုက်ရာအကြည့်ချင်းစုံမိနေပြန်သည်ဖြင့်ခင်သိင်းသည်မျက်နှာတစ်ခုလုံးကြက်သွေးရောင်တန်းကမျက်လာချလျက် ဖြူစုခုံးမော်သောခြေအုံကလေးများကိုပုတ်တက်ရင်းမိကိုမလောင်ခင်ကတားရန်အကြံယူလေ၏။ကိုကိုလုံးမောင်ကျမမိမသားပါနှမချင်းစာနာပြီး ခက်ခွာခွာလေးနေပေးပါလားရှင်။လုံးမောင်သည်မိုးရကြိုက်ခံရသူပမာနာကျင်သောမျက်နှာတွင်လန့်ဖြန့်ကကြည့်လေ၏။ကြီးစွာသောမျှော်လင့်ခြင်းသည်ပြည့်ဝင်းလျှော့ကြလေရဲ့စိတ်ပြတ်သောအမူအရာများတာ၍ထင်ရှားလာလေ၏။ခတ်တယ်ခင်တဲ့ညာကြုတ်တော့ဖြင့်လေ ဟောဟူနာကတဖွားမှာမခွာနိုင်တော့ပါဘူးမိုက်တယ်ပဲထင်ထင်ရိုင်းတယ်ပဲထင်ထင်ဗျာထင်ချင်ရထင်ပြီတော့မျက်နှာကိုချုံမဲ့ကလက်ချင်းပက်မတဲ့လိန်ဖက်ပုတ်တက်လည်းရဲ့ပြောလေဤပြောရုံနဲ့မဟုတ်ရှေ့ကိုလည်းတိုး၍လာလေရာခင်သိန်းမှာမျက်လုံးပြူးကကိုကလေးကြည်မွသွားမတဲ့လမ်းပြန့်ကနောက်သို့ကျုံနေအောင်တိုးဆုပ်၍နေလေဤ ။အိုးမတော်ပါဘူးကိုလုံးမတဏှာပါမိန်းကလေးတယောက်တည်းဟာကိုဒီလိုရက်ဆက်ဖို့မတော်ပါဘူးနောက်ဆုတ်ဆမ်းပါချင်းတဏှာရုံမကပါဘူးခင်သိရဲ့ကျုပ်ရှစ်ကိုရှစ်လုံးတို့ပါနောက်တော့ပြင်မဆုတ်ပြရစေနဲ့တော့ရှစ်တိုးရင်သာတိုးပြရစေတော့အလိုဘဲ့နဲ့ပါလေရှင်ပြောလို့မရဘူးလားဟင်မိရထားရတော့တန်ကြိုးကိုကင်လေရဲ့ဒါဆွဲလိုက်ရမလား လုံးမောင်သည်ထိတ်လန့်အောင်အံ့ဩစွာကြည်လေ၏။သို့သောလာလတ်တန်သောဘေးရန်တို့ကိုမမြင်တော့ရှိ။မိန်းကလေးတယောက်ကချင်းချောက်သည်ဖြင့်ကြောက်ရမည်ကိုလည်းချက်၏။ထို့ကြောင့်ကြည်ရင်ပြုံးလာလေ၏။ပြုံးရာမှတခိခိရေမောကဟာတကယ်ဆွဲမှလား။မင်းရက်ဆက်ရင်ဆွဲပါကွယ်။ဟိုမခန့်စွာပြောလည်းရဲ့တရှဲမြရှေ့ကိုတိုးလိုက်လေ၏။ငကိုကတယောက်နဲ့တယောက်များစွာမကွာသည့်အပေါ်ရင်းကဲ့သို့မိရထားအချိန်နှင့်ခုန်နေစဉ်တိုးလိုက်ရာ ခင်သိင်းဤပျော်ပြောင်ဖောင်းဤနေသော ပေါင်းနှလုံးမှာတုံးခံသည့်အလားတပတ်သောနိုင်ငံတွင် လုံးမောင်နှင့်အကြား၌ပြားမတတ်ညက်ကထိခတ်၍နေသည်ဖြစ်ရကခင်သိင်းမှာ တကိုယ်လုံးပူထူလှုပ်ရှားလျက်ထိတ်လန့်ကဘာကိုပြုလုပ်မိသည်မသိမသိပဲအတန်ကြာ၍တတိယသောအခါမိရထားရက်နေကြောင်းကို သိရလေ၏သူကနှစ်ယောက်စလုံးမျက်လုံးပြူသွားလေ၏မင်းမင်းတဲတော်တယ်ဗောလေကျေးဇူးဆက်တာဗော လောမောင်သည်စိတ်နာကြီးသောမျက်နှာဖြင့်ပြောကာသပင်ကိုရှုပ်ပွေအောင်ရှုပ်ဖွား၍ဆွဲလေ၏တော်ခိုက်တွင်ဂတ်ဘုံများမိရထားပလိများဤစကားပြောသံရှည်သံများကိုကြားရလေ၏ထို့နောက်လောမောင်သည်တတိယကာအိတ်ထဲမှမောင်းချထားကိုထုတ်ဖွင့်လျက်ဘဲလက်မြောင်းကိုထိုးဆိုင်ကာတခုသောထောင်း၌ရှုပ်မဲ့တွန့်လင်းညှင်းညူနေလေ၏ကဘိုတွေတက်လာတော့အခါလောမောင်ကဟိုဟိုဘက်ကိုဆင်းပြေးသွားတယ်လိုက် လိုက်ဟုဓာတန်ရာကိုလက်ဖြင့်ဖိလိုက်ရဲ့မှောင်မဲသော အပြင်ဘက်ကိုညွန်ပြရင် ပြောလေရာပလိနှစ်ယောက်ကဟန်လုပ်၍ဟန်လုပ်၍လိုက်လေဤကဘူကမတင်ငါသောမျက်လုံးဖြင့်ခမရတို့နေရောက်ဘဲနဲ့တော်တယ်လေဟုမေးလေဒါဒါကျုပ်ရဲ့မိန်းမပါတဲရှုပ်တာကွာပဲခင်သိကြည့်ချူပြီးပြောလိုက်စမ်းပါကွာဟုမကံမရက်နိုင်အောင်နာကျင်သည့်ပုံစံဖြင့်ညှဉ်းညွန်ရင်းပြောလိုက်ရာခင်သိကတဲတက်နိုင်တဲ့လူပဲဟုမျက်စောင်းထိုးလေးရဲ့ကြည်လေဤ သို့တော်သူ့ကျေးဇူးလည်းရှိပါသေးကလားဟုတွေးမိလေသည် အမှန်ကိုပြောလိုက်လျင်လက်ထိတ်ကလေးနှင့်ပါသွားမိကိုလည်းမကြည့်ရနိုင်သေးသဖြင့်ဟုတ်ဟုတ်ပါတယ်ရှင်လူတယောက်တက်လာပြီးကျမရဲ့လက်ဝတ်လက်စားတွေကိုဓားပြပြီးတောင်းတယ်ကိုလုံးမောင်က ခုခံတော့ဓားနဲ့ထိုးပြီးဟောဒီအပေါက်ကနေ ခုံချပြီးပြေးသွားတာပါပဲဟုပြောကလုံးမောင်ဤဒံယာကိုတွား၍ယူရစွာကင်တွယ်ကြည့်ရှုနေသဖြင့်ကပ်ဘူလည်းဆင်းသွားလေ၏ ထို့နောက်မိရထားလဲဆက်လက်၍ထွက်ဆပြုရန်ပြင်သည်ဖြင့်ခင်သိန်းသည်လုံးမောင်၏အနာကိုဆေးကြောပြီးနောက်နှစ်ယောက်သားချင်း၍ထိုင်မိကြပြန်လေ၏ခင်သိန်းသည် အနာကိုစီးပြီးရင်ရှင်တော်တော်တက်နိုင်တဲ့လူပဲဟုပြုံးကားပြောလေအားလုံးမောင်သည်အဝတ်စကိုမြန်ဆန်ဖြက်လက်စွာ အစသက်ရှိ၍နေတော်လှပသည့်လက်ချောင်းကလေးများကိုစုပ်ကင်ထားလေ၏ဟင်းဟင်းတော့ဒါဘာလို့တာလဲကျေးဇူးရှင်မို့ကျေးဇူးဆက်တာလားအစ်စ်ဘော့ မင်းကျေးဇူးလဲကျုပ်အပေါ်မှာမကင်းဘူးကျုပ်ရဲ့ကျေးဇူးလဲမင်းအပေါ်မှာမကင်းဘူးဒီတော့တယောက်နဲ့တယောက်ကင်းကြတာမှမဟုတ်ပဲကလားခင်သိန်းရာလုံးမောင်သည်ခင်သိန်းဤပခုံးကိုယူရစွာဖက်လျာခင်သိန်းသည်ကြောကလေးကိုအနှဲငယ်ကော့ကားတွန့်လေ၏ဟာဖဲ့နဲ့လူပါလိုက်မလဲအမှုလဲမရ အကျန်းနဲ့လဲမရငါတော့ခတ်တော်တာပါပဲဟုအတင်းအချင်းမြေထိုးသူအားပြန်ရွေးမရှိမီအောင်စူးစမ်းလေ၏သို့တော်ကားနေနိုင်မီပါမီလော့ ကျုပ်ကျုပ်ဖြင့်လေတိန်းကိုရှစ်မိနေပြီမိမသားတယောက်တည်းမို့စော်ကားရိုင်းပြတယ်လို့ထင်လိုက်မယ်လို့လည်းတတိထားမိပါရဲ့တိန်းတို့လိုဂုံတရေကြီးမိမတယောက်ဟာအခုမြင်အခုကြိုက်ချစ်ကြိုက်တယ်လို့မဖြစ် မဖြစ်နိုင်ကြောင်းလည်းတွေးမိပါရဲ့ဒါပေမဲ့ကျုပ်ရဲ့အချက်ကိုတားလို့မရတော့ဘူးတိန်းနဲ့တွေ့ပြီးခွဲခွာသွားလို့မရအောင်မြင့်မို့တောင်ထိတ်ကိုလိုက်ချင်ရင်ရှာရပါစေလေရှာပြီးရှစ်ဖို့စိတ်ကိုဆုံးဖြတ်ပေးပါဘီအဟိုးကျုပ်အကြောင်းပြောပြမယ်ပေါ့လေ စသည်ဖြင့်တိုးတိုးတခါတတတတန်းငင်းဆန်၍မရအောင်ကရားမရေလွတ်သလိုတို့တို့ပြော၍နေရကားငโกတက်မခံနိုင်၍ရံကျင်သည့်အထဲအလဲကိုဖမ်းသည့်ကြမ်းတမ်းသည့်ထိုယောက်ျားကိုခင်သိမ့်သည်မငင်းဆန်နိုင်သဖြင့်တဆဲမှတဆင့်ကိုမြင့်တလန်းကစံပြန်သောအချိန်လိုက်၌နေမွန်းလျက်လုံးမောင်ဤရင်ခွင်ထဲ၌ဆွဲမြဲသောအခြေထိုးဖြင့်ရင်မူးနေသောအခြေသို့ရောက်ခဲ့မိလေ၏ မြင့်မောက်သောအချိဤတဤဤတသိမ့်သိမ့်တငိမ့်ငိမ့်ကျူးရင်တာယာခြင်းကိုပယင်းနှရင်ရိုးတွင်းရှင်စီတင်စီရင်းစီပါမကြံအတန်တန်အထက်ထက်မပြတ်အောင်ခံစားကြည်ညူလိုက်မိလျက်အတန်ကြလျင်စုညံသောအတန်များကြောင့်노자တတိယကြည်ချူမိရာမှရံကုန်ဘူတာတို့ဆက်ရောက်မှန်းသိရလေ၏လုံးမောင်သည်မိမိလက်မြောင်းလက်မောင်းများကြား၌လူနို့နေသောနုံညံ့တိမ်မွေးသည့်အတွေ့ကိုစောင့်သည့်အကောင့်တန်နှင့်အိမ်မက်မက်ရသူ ကရမတ်မလေးကိုမခွဲရက်သည့်ပမာယင်ချင်းအပ်ခါကြက်နေအောင်ပွေဖက်လျက်မမေ့နိုင်အပ်သောနှုတ်ဆက်နည်းတစ်မျိုးကိုတွန်းဖြိုးရွာကြ၏မင်းဘယ်မှာနေတယ်လဲတိတိကျကျလေးပြောခဲ့စမ်းပါဟုမေးလေ၏ထင်သိသည့်တစုံတစ်ခုကိုပြန်ပြောလေ၏သို့တော်စူညံလွန်းသည်ဖြင့်လုံးမောင်ကမကြရပါရှိအမလီတော်ပါတော့တော်ပါတော့မလူတွေလာကုန်ပြီဟုပြောရင်း ချက်အဖြင့်ရုံးကန်ကမိမိ၏ပိုးလွယ်ဧကလေးကိုယူလျက်တွက်လက်သောရှီလန်းဖြင့်ကမန်ကနန်ဆင်းသွားသည်ဖြင့်လုံးမောင်လည်းနောက်မှငေးကြည့်ရင်တမကြီးချကမိမိတရေတစ်တာဧကိုဆွဲယူလျက်ဆင်းခဲ့လေ၏ထို့သောဖြစ်ပျက်ပြီးနောက်နှစ်ရက်သုံးရက်ခန့်ကြာသော ခင်သိန်းသည်လုံးမောင်ကို မျှော်ချမိလေ၏ငါဗမာနေတဲ့ဆိုတာကို အပြောခဲ့အပြောခဲ့သားကလည်း ဘင်မလာပဲမနေပါဘူးဟူ၍လည်းတွေးမိလေ၏သို့တော်လုံးမောင်ကပေါ်မလာခဲ့ပါရှိထို့ကြောင့်ဘင်ငါ့ကို အပေါ်အစားမှတ်ပြီး အမှတ်မထားတာမလေးစားတာလို့လို့စသည်ဖြင့်အစာတက်သွားပြီးဖြတ်ထားတာများလားယောက်ျားလေးတွေဟာဒါမျိုးကြီးထင်ပါရဲ့ငါကရောဘာဖြစ်လို့အခုမှတွေ့ရသူကိုဒင်းကိုမြှို့ချတိုင်းအမှုပိုကအလိုကိုလိုက်မိပါလိမ့်နီဟိုမိမိကိုကိုလည်းမိမိဒေါသထွက်မိလေ၏ တို့နှင့်တခုသောညနေ၌စိတ်လက်မှပြေပါစေတော့ဟုလမ်းမတော်မှာအကဲနေသည်မနေသည်ကိုလည်းသိလိုသည်ဖြင့်မော်တော်ကားနှင့်လှက်ပတ်ခြောက်စီရင်လမ်းမတော်သို့ရောက်ကလောမောင်စတိုးဟုကြီးမားထင်ရှားသောဆိုင်းပုတ်ကို မြင်မိသည်ဖြင့်ကားကိုတစ်ဖက်သောလမ်းထောင်မှရက်စီကတိုက်သေးသို့ဝင်သွားလေ၏တိုက်သေးသို့လှပသူခင်သိန်းရောက်သွားလျင်စည်ရေးများကပြူပြူငါငါတုတ်ထက်ငါဂယုပြုတ်ကား ဘာများအလိုရှိပါသလဲခမဟုမေးကြလေခင်သိန်းကတယောက်သောစည်ရီအားဘာမှဝယ်စရာမရှိပါဘူးကိုလုံးမောင်ဆိုတဲ့လူတယောက်ဒီမှာအလုလုသလားလို့မေးလေစည်ရီသည်အတန်ကြာတွေ့ဝင်သာဥကောင်းကိုကုတ်နေလေ तू ဘာလုပ်တယ်လဲစည်ရီလားမသိဘူးဒီမှာအလုလုတယ်ပြောတာပဲစည်ရီတော့မရှိဘူးတထင်းနံမြီကတော့ကိုလုံးမောင်ပဲ नो ဒါနဲ့ तू ရှိသလားအဲ့ဒီတထင်းဆိုသူရဲ့သူပဲဖြစ်ချင်းဖြစ်နေမှာ တွေ့ရဘူးလားဟုပြောဆိုသည်ဖြင့်အတန်ကြာလျင်ခင်သိန်းသည်တထေးဤရုံကန်းထဲသို့ရောက်သွားလေ၏ခင်သိန်းသည်မျောလင်းချင်းကြီးစွာနှင့်လာခဲ့ရာ လုံးမောင်ဤတင်းမာသည့်မျက်နှာသားကိုမြင်ရလျင်စိတ်ပြတ်အားငယ်ကငိုချင်၍လာလေ၏တို့တော်ဒင်းကလေးတွင်ငါကလည်းမာမီဟုသောဒင်းကဒင်းကတင်းလျင်ငါကလည်းမာမီဟုသောမာနာဖြင့်နှုတ်ခမ်းကလေးစုကတုံမုံသောမျက်နှာသားဖြင့် တခုသောကလေးထိုင်၌စောင်းကနေစောင့်၍ထိုင်ရှားလိုက်လေ။အတန်ကြာလျင်လောမောင်သည်ခင်သိန်းအနည်းသို့ရောက်လာရင်ခါထောက်ကမျက်နာကိုတေချာစွာကြည့်လေ။မင်းအင်မတန်တော်နေတယ်ပေါ့လေ။ကျင်ကျမလေအင်းဟုတ်ကဲ့အမိန်ရှိပါဦး။เออแม่ลิดีหยุดดีเย็นเนี่ยเดี๋ยวโล่งเลยมั้ยโจ๊กเบร่อมาไม่ต้วยมิกูเฮ้บ้าบ้าบ้าดิบ้าดิပြောနေတာလဲကိုလုံးမောင် ခင်သိန်း၏အတများသည်တုံရင်လာလေ၏မျက်လုံးများမှလည်းတဖြည်းဖြည်းစူယုံလျက်လာသောမျက်ရည်ဖြင့်ဝင်းရောက်လျက်ရှိလေ၏အေးမင်းမင်းမတီးဘူးပေါ့လေကဲဒါဖြင့်တည်တည်ချာချာပြောပြအောင်မယ်ကျုပ်ယထားပေါ်မှာတော့ကအဲ့ထဲမှာငွေ9000ပါလာခဲ့တယ်အဲ့ဒါဟင်အဲ့ဒါအဲ့ဒါရှင်ကကျမကိုခိုးတယ်လို့ဆိုလိုတာပေါ့လေခင်သိန်းသည်မျက်ရည်တွေတွေ့တွေ့စည်းကြကနေရဲပါလာသောနှုတ်ခမ်းကလေးကိုပြက်လူမတက်ကြိုက်လျက်တဆဆက်တုံရင်နေလေ၏ မင်းမင်းလို့သူတော်ကောင်းမှုပောက်တဲ့မင်းကလေးတယောက်ကို မထင်လို့ပါဘူးဒါပေမဲ့ကျို့ကတုံးပေါ်ထိတ်ကွက်ခံရတာကိုအခံရခတ်လုံလို့ဗျခင်သိန်းဒီဘာမှမပြောချင်ဘာမှကြားလဲမကြားမြင်လဲမမြင်တော့ပဲတလောကလုံးရှာရှာလည်နေသည်ဟု ထင်ကတင်ငါ့ကိုနိုင်ကျင်တယ်လို့လဲနိုင်နိုင်သွားသည်ရဲ့အခုမှအပေါ်စားထင်ပြီးမစင်မရှင်ပြောချင်တိုင်းပြောဆိုချင်တိုင်းဆိုရက်လိုချင်ဟုဝမ်းနဲ့လှိုက်ဖို့ရှာ၍သာငိုနေလေတော့သည် ကျုပ်လိုခံရတဲ့လူတွေဖြင့်တော်တော်များရော့မယ်ဒီငွေကလည်းခုလောက်ချီမြင်းလောင်ဖဲရိုက်အဖော်တွေအရက်တက်ရတာနဲ့ကုံလောက်ရောပေါ့ခင်သိန်းဒီမခံရနိုင်တော့ရှိဒေါသဖြင့်တဆက်ဆက်မတ်တရက်ကလောမောင်ကိုမျက်နှာချင်းဆိုင်လေဤရှင်ရှင်ဘာတွေပြောနေတာလဲကျမအစကရှင်တော်လိုက်မယ်လို့အောင်းမေးမိတယ်ဒီလောက်အတွေ့အတော့အစဉ်အချင်းကင်းမဲ့ပြီး မိန်းကလေးတယောက်ကိုဒီလိုမတော်တရားရမ်းရမ်းဆိုင်ဆိုင်ရရဆက်ဆက်ပြောလိုက်မယ်လို့ဖေတော်မှမတွေးမိခဲ့ဘူးကျမကိုယ်တိုင်ကမြတ်တာအစင်းနဲ့အရှိကိုယုံပြီးခင်သိန်းစီဆက်၍မပြောနိုင်တော့ရှိရင်တွင်း၌အလုံးစုကပြို့၍နေပြီးအသက်ရှူမှားနေသဖြင့်ခိတ္တမြနာကအာရအောင်ကိုပြီးမှ တုံရင်သောငူတန်ဖြင့်ဆက်လက်၍ပြောပြန်လေ၏အရှိအရှိကိုယုံပြီးဖုံအပ်မိတာကျမရဲ့အမှား ကျမမိုက်တာ ကျမအပြစ်ပါပဲရှိပါသေးတော့ရှင်ချင်းငွေကလေးတော့ကိုကျမဖဏတ်တစ်ဖက်လောက်မှ မမှတ်ဘူးကျမခိုးတဲ့တခိုးလိုထင်ရင်ယော့ဟောဒီမှာဒီလက်ကောက်ဝင်းနဲ့ဟောဒီနာကဟောဒီနကဟာ9000တော့မကပါဘူးတန်ပါသေးတယ်ဟုဆိုကစိန်လက်ကောက်နဲ့နကကိုချွတ်၍စပွဲစပွဲပေါ်သို့ပြစ်တင်လိုက်လျက်တချက်တည်းမျက်ရည်တုတ်ရင်းထွက်သွားတော့တဲ့ဖြင့် လုံးမောင်သည်နောက်မှငေး၍ကြံ့ရစ်ခဲ့လေ၏ထိုအခိုက်တွင်ဆရေးကလေးတယောက်ကဆရာကျင်းနှံ့လာတယ်ဟုပြေးသွားသည်ဖြင့်ဖောက်ကြည့်လိုက်ရာငွေတွေကြံ့ရစ်သည်ယခုပို့လိုက်ရမလားဟုမိမိ၏ဖခင်ဦးလွန်းထံမှလာသောကျင်းနှံ့ကိုဖတ်ရှုရာမှတကဘာလုံးဗလောင်ဆန်၍ပြောင်းပြန်သွားလေသည်လားဟုထင်ရလေ၏ထို့နောက်တတိယ၍လိုက်ကြည့်ရာလမ်းကိုဖြတ်ကူး၍မော်တော်ကားစီသို့သွားနေသောခင်သိန်းကိုမြင်သည်ဖြင့် ကျင်းနန်းစာရွက်ကိုရှေမွရင်ခင်သိခင်သိရဲ့ကျုံရဲ့ခင်သိရဲ့အိုးကျုပ်မှားတာပါကျုပ်သိပါပြီစိုင်းမင်းနေပါအောင်ခင်သိဟူအော်၍ပြောကနောက်မှပြေး၍လိုက်လေသို့တော်မှုန်နေသောခင်သိသည် မကြတော့ချေကာရံကားကိုဂျင်းကနေနေအောင်ဒေါသဖြင့်ဆွဲပိတ်လိုက်ပြီးထွက်ရန်အမိန်ပေးတဲ့ဖြင့်လောမောင်သည်စိတ်အားပြက်ခါလမ်းလည်၌ရက်၍နေမိလေ၏နောက်မှနေ၍ ဟွန်းတန်ပြေးနေသောမော်တော်ကားများ၏အတန်ကိုလည်းမကြားတော့ရှိထို့နောက်မျက်လုံးထဲ၌ဝင်းငနေဖြစ်ခါပြာဝေမောင်မိုက်သွားသည်ကိုပါသိရ၍တတိမယပဲရှိသွားလေ၏တတိယလျင်ရခြင်းပထမဦးဆုံးခံစားရသောအနံ့ကခင်းသိမ်းတုံးနေကြတင်းကျူသောကော်ဒီပေါန်နာနံကလေးဖြစ်၏ပထမတွေ့ရသောအငွေကပူနွေးသောမျက်ရည်ဖြင့်ဆို့နေသည့်ခင်းသိမ်းဤနူးညံ့သောလက်ကလေးဖြစ်၏ ပရမအုဒုံမြင်ရသောအရာကမျက်ရည်ဖြင့်ပြောင်ချွန်းကအယောင်ထုံးနေသောခင်သိန်းဤမျက်လုံးကလေးများပင်ဖြစ်၏လုံးမောင်သည်ခင်သိန်းလက်ကလေးများကိုဆွဲဆူကရင်ပေါ်မှတင်ပြီးတေးတေးကျုပ်သိန်းကိုမဆုံးသေးဘူးပေါ့နော်ကျုပ်မှားပါတယ်ကွာကျုပ်မိုက်တယ်သိန်းရဲ့သိန်းခွင့်ပြုနိုင်သေးရဲ့လားမုန်းသွားပြီလားဟင်တနာပါသိန်းရဲ့ကျုပ်ဖြင့် သူတော်ကလေးပြင်မမိလို့အခုမျက်မှောက်မှာဘဝမှာပဲအဖမ်းခံရပါပြီဟုမျက်ရည်တွေတွေ့တွေ့စည်းကြရင်ပြောလေခင်သိန်းကကျမလေကိုကိုကိုဘယ်တော့မှမမုန်းဘူးမမုန်းနိုင်တော့ဘူးဟုပြောရင်မျက်နှာချင်းနှီးကပ်သွားတဲ့ဖြင့်အနည်းနိုင်စောင်းချောင်းရည်နေတော့အင်္ဂလိပ်ကပြားမကလေးနှစ်ယောက်သည်ပြုံးပြီးတယောက်ကိုတယောက်မျက်စာပြက်ကအလက်တွင်ရှောင်းချား၍ထွက်ပြေးသွားကြလေ၏ဟုတ်ကဲ့ပါခင်ဗျာ ဝိထုတို့တွေကတော့ဣဒိမေပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူညီကောင်မောင်တို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုယ်စိတ်နှပါချွင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ